ပေးထားပါလားယက်ဆိုတာအရှိအကြောင်းတွေကိုလေ့လာတယ်သိပ္ပံပါဒရဲ့တခုဆိုတာတိပိကြပြီဖြစ်ပါတယ်အမင်းစီဝပေးထားမှာတက်ရှိဘူးလို့သိပ္ပံဖွင့်ဆိုတယ်လေတက်ရှိကိုတမဲကနေဘလို့ခွဲခြားတတ်မှတ်တယ်လေဆိုတာတိပိကြပြီမလားကျွန်တော် knowledge power house channel အနေနဲ့ကြိုးစားပါရစေ။ ဗီဒီယိုမှာတော့ကျွန်တော်ကစီဝဗီဒမှာတက်ရှိကိုဘယ်လိုသိပ္ပံဖွင့်ဆိုတယ်လဲတက်ရှိကိုတက်မဲ့နဲ့ဘယ်လိုခွဲခြားတယ်လဲကိုပြောပြပေးတော့မှာဖြစ်ပါတယ်။အခုကြည့်ရှုနေတဲ့သူတွေပြီးတော့ကျွန်တော်ကိုယ်တိုင်ပြီးတော့နားတစ်ဝိုက်မှာဟောင်းနေတဲ့ခွေးကြီးကျွန်တော်အိမ်ပြန်ဖက်မှာရှိနေတဲ့တက်ပင်တွေကတက်ရှိတွေပေါ့တွတ်တော့ကျွန်တော်မြင်မြင်တည်းများတော့ကျွန်တော်ပြီးပဝင်ချင်အရာအားလုံးကြီးတက်ရှိတွေမဟုတ်ပါဘူး။မာမူဝတ်တိန်တွေခုကျွန်တော်ထိုင်နေတဲ့ခုံတွေအဲပြီးစပွဲခုံတွေကျွန်တော် မီဒီယိုကြီးကိုတက်သုံးပြနေတဲ့ဖုန်းတွေဒါမှမဟုတ်ကွန်ပျူတာတွေဒါတွေကတက်မဲ့ရေပေါ့ဒီတော့ကျွန်တော်တို့တက်ရှိကိုတက်မဲ့နဲ့ဘယ်လိုခွဲခြားကြမလဲကြည့်ကြအောင်ဗျတက်ရှိကိုတက်မဲ့နဲ့ခွဲခြားဖို့အတွက်ကျွန်တော်တို့ကတက်ရှိရဲ့ဝိသေသလက္ခဏာတက်ရှိတွေမှာပဲအကုန်လုံးပိုင်ဆိုင်တဲ့ဝိသေသလက္ခဏာကိုအရင်ပြောကြရအောင်ဗျအခုကျွန်တော်ပြောမယ့်တက်ရှိတွေရဲ့ဝိသေသလက္ခဏာကြီး လုံးဝပြည့်ပြည့်စုံတဲ့လက္ခဏာလို့တော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီဥိဒေတလက္ခဏာကိုလေ့လာပြီးသွားပြီဆိုရင်စီဝဗီလာမှာတက်ရှိမှုဘယ်လိုသိပ်ပင်ဖွင့်တယ်လဲ။အတက်ရှိမှုတက်မဲ့ကနေဘယ်လိုခွဲခြားတယ်လဲဆိုတာအချိန်ခံအားဖြင့်နားလည်သွားမှာဖြစ်ပါတယ်။အဲ့ဒီဥိဒေတလက္ခဏာခုနှစ်ချက်ကတော့ metabolism, homeostasis, growth, response to stimuli reproduction cellular organization evolution ဆိုပြီးတော့မှခုနှစ်ချက်ရှိပါခင်ဗျ။အဲ့ဒီခုနှစ်ချက်ချက်ချင်းစီကိုကျွန်တော်တို့ကြည့်ကြအောင်ဗျ။အခုတက်ရှိရဲ့ဝိသေသလက္ခဏာတွေရဲ့အခုချင်းစီရဲ့တိတ်ပေကိုရှင်းပြထားတဲ့ဗီဒီယိုကိုလည်းကျွန်တော်ရဲ့ channel မှာတင်ထားပေးပါတယ်ခင်ဗျ။ကြည့်ဖက်မှဆုံးတစ်ချက်ကိုရင်ကြည့်ကြအောင်။အမှတ်တစ်ခုကတော့ metabolism ပေါ့။တရှိဆိုရင် metabolism ဆိုရင်စီဝါကမလုပ်ငန်းစဉ်ရှိရပါမယ်။ ရော metabolism ကိုသိပ္ပဖွင့်မယ်ဆိုရင်ခန္ဓာကိုယ်သွင်းမှဖြစ်ပျက်နေတဲ့ဓာတုတပြည့်မှုအားလုံးကိုကျွန်တော်တို့စီဝါကမလုံးငန်းစင်လို့ခေါ်ပါတယ်။မကျွန်တော်တို့စားလိုက်တဲ့အစားအစာကနေရလာတဲ့အာဟာရဓာတ်ကိုကျွန်တော်တို့ cell တွေထဲရောက်သွားပြီးတော့မှ cell ကအဲ့ဒီအာဟာရကိုသုံးပြီးစွမ်းအင်ထုတ်လာပြီးဒါမှမဟုတ်အပိုးရှန်နေတဲ့အာဟာရကိုအစီအနေနဲ့ထားတင်ထားတာတွေစသည်အဖြစ်သက်ရှိ သက်ရှင်နေဖို့အတွက်ကိုယ်တွင်းမှာဖြစ်ပျက်နေတဲ့ဓာတုတက်ပြမှုအားလုံးကိုကျွန်တော်တို့ကစီဝါကမ္မလုပ်ငန်းစဉ်လို့ခေါ်ပါတယ်။ဆိုတော့သက်ရှိဆိုရင်တော့စီဝါကမ္မလုပ်ငန်းစဉ်ဖြစ်တဲ့ metabolism ဆိုတဲ့အချက်ပိုင်ဆိုင်ရပါမယ်။သူရဲ့စခုဖြစ်တဲ့ homeostasis ကြတော့ homeostasis ဆိုတာသက်ရှိကပြင်ပပုံဝင်ခြင်းနဲ့အာထိတွေ့နေရတယ်။အဲ့တော့ပြင်ပပုံဝင်ခြင်းဒီပြောင်းလဲမှုတစ်ခုခုဖြစ်သွားတဲ့အခါမှာ ပြောင်းလဲသွားတဲ့ပြပပုံဝင်ကျင်တဲ့တိုင်ညုံညီထွေမှုရှိတဲ့ခန္ဓာကိုယ်အတွင်းပုံဝင်ကျင်ဖြစ်အောင်အဲ့ထင်းကြီးရအောင်ကျွန်တော် homeostasis လို့ခေါ်ပါတယ်ဥပမာကျွန်တော်ပြပပုံဝင်ကျင်မှာအတအားကြီးပူနေတယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်ကလည်းတအားပူလောင်သွားရင်အလုံးမလုံးတော့ပဲနဲ့အဲခန္ဓာကိုယ်အတွင်းလုံငန်းစင်တွေရက်တက်နေအသက်မရှင်ပဲဖြစ်သွားမှာပေါ့ဒီတော့ပြောင်းလဲသွားတဲ့ပြပပုံဝင်ကျင်ပူချင်းဆိုတာကြီးပေါ့ နဲ့ကိုက်ညင်ဟောင်းခန္ဓာကိုယ်ကတိုက်ထင်းကြီးရပမာချွေထွက်အောင်လုပ်လိုက်တာမျိုးပေါ့အဲဒါမျိုးဆိုရင်ဒါတအားရင်ပြန်ပါလို့မျိုးလိုက်မပူဝဲနဲ့ခန္ဓာကိုယ်ကနည်းနည်းလေးအေးနေနိုင်တာမျိုးပေါ့အပူတက်တာလို့ပြီးတာမျိုးဒါဟိုမျိုး stasis ပဲတက်ရှိဆိုရင်တော့ဒီလိုမျိုးရှင်တန်ပို့တော့လိုအပ်တဲ့အတွင်းကြီးတစ်ခုဖြစ်တဲ့ homeostasis လည်းရှိရပါပဲ။တောင်းတဲ့ချက်ကကြတော့ growth ဆိုရဲကြီးထွားခြင်းပေါ့။ကျွန်တော်ငယ်ရမှာငယ်ရနေ ခုရွယ်ရောက်လာတာမျိုးအပင်ပေါက်ကနေအပင်အိုးကြီးဖြစ်သွားတာမျိုးဘလောက်ပဲတင်းငယ်တဲ့အကောင်မဆိုအကြီးထွားခြင်းဆိုတဲ့အရွယ်စားကြီးလာတာမျိုးရှိမှမဲသက်ရှိလို့ကျွန်တော်ယူဆလို့ရပါတယ်ဒါကြောင့်ကြီးထွားခြင်းကိုသက်ရှိရဲ့လက္ခဏာအနေနဲ့ထည့်ထားတာဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ response to stimuli ဆိုတဲ့အချက်ဖြစ်ပါတယ်သက်ရှိတွေမှန်ရင်တော့လုံးစော်တာကိုတုံ့ပြန်နိုင်စွမ်းရှိရပါမယ်ဥပမာကျွန်တော်တို့မျက်စိ မျက်စိရှိတဲ့တဲ့ကိုအရောက်ကြီးတစ်ခုနဲ့ဒီလိုမျိုးလှုပ်လိုက်နေစဉ်ကျွန်တော်မျက်စိကရုတ်တရက်ပိတ်ပါလိုက်ရမျိုးဒါဟာလုံဆော်တာကိုတုံ့ပြန်ခြင်းဤတစ်မျိုးပဲပေါ့ဒီလိုမျိုးတုံ့ဆော်တာကိုတုံ့ပြန်နိုင်စွမ်းဒီကအပင်ပါလည်းရှိပါတယ်ဥပမာနေရှိရာအရက်ကိုအပင်တွေကမျက်နှာမူပြီးပေါက်တာမျိုးအထူးချူချာအတီရပြောမယ်ဆိုရင်နေချာဘန်းလိုမျိုးပေါ့နော်ဒါဟာနေအောင်ခြည်ဆိုရဲလုံဆော်မှုနောက်ကိုတုံ့ပြန်နိုင်တာပေါ့ အဲ့လိုမျိုးတက်ရှိတယ်မှာဒါလုံဆိုမှုကိုတုံ့ပြန်နေဆိုမရှိဘူးဆိုရင်တက်ရှင်တန်ပုတ်ခက်ခဲတော့မှာဖြစ်ပါတယ်အပင်မှာလည်းဒီလိုပဲနေရှိတဲ့အရက်မှာမှမလို့ဒီနေ့မူပြီးပေါရတယ်ဆိုရင်အပင်ကြီးနေအောင်ချီရဲစွမ်းရည်ကိုတုံ့ပြန်အစာချိန်ရတာမဟုတ်လို့နိဒါကြောင့်လည်း response to stimuli ဆိုတဲ့လုံဆိုမှုကိုတုံ့ပြန်နိုင်စွမ်းဆိုတဲ့အချက်တစ်ချက်ကိုကျွန်တော်တက်ရှိဝိသတာနဲ့ထည့်တာဖြစ်ပါတယ်နောက်ထပ်တရှိရဲ့ဝိဒိတလက္ခဏာကကူအားကြတော့မြို့ပွားခြင်းဆိုရင် reproduction ဖြစ်ပါတယ် မျိုးဆက်တစ်ခုကနေမျိုးဆက်တစ်ခုဖြစ်ပေါ်လာအောင်ဖန်တီးပေးတဲ့ဖြစ်စဉ်ကိုကျွန်တော်မျိုးပွားခြင်းလို့ပြောလို့ခေါ်ပါတယ်။မျိုးပွားခြင်းကအနှမျိုးရှိပါတယ်။လိင်မဲ့မျိုးပွားနည်းဆိုတဲ့ asexual reproduction နဲ့လိင်ရှိမျိုးပွားခြင်းဆိုတဲ့ sexual reproduction ဆိုပြီးနှမျိုးရှိပါတယ်။လိင်မဲ့မျိုးပွားခြင်းဆိုတာကပြီးပါသပါအနေနဲ့နောက်ထပ်မျိုးဆက်တစ်ဖြစ်ပေါ်လာအောင်ဖန်တီးတာမျိုးကိုခေါ်တာပါ။ဥပမာ တစ်ပင်တပင်ကနေကျွန်တော်အကိုင်းကြီးချိုးပြီးတော့မှစိုက်လိုက်ရင်ပင်တစ်တပင်ပေါ်လာတာမျိုးဟာလိမ့်မဲ့ကြီးနဲ့ွားလာတယ်ပေါ့အဲ့လိုမဟုတ်ပဲနဲ့အဲ့ဒီအပင်ကထွက်လာတဲ့အပွင့်အဲ့အပွင့်မှာရှိတဲ့အာဥမုံနဲ့အပွင့်မှာရှိတဲ့အမတိုင်အမပစ္စည်းနဲ့ပေါင်းဆက်ပြီးတော့မှအတီးအနေအစစ်ရလာတာဆိုရင်တော့ဒါလိမ့်ရှိနီးနဲ့ဖြစ်ပေါ်လာတယ်လို့ပြောလို့ရတယ်တော့လိမ့်ရှိနီးနဲ့မျိုးပွားတယ်ဆိုတာက မျိုးပွားပစ္စည်းဖြစ်တဲ့ spam နဲ့ egg ပေါင်းစပ်ပြီးမှအာမျိုးဆက်တစ်ခုခံတီးတာမျိုးဆိုတာပါဘယ်လိုဘေးပွားပွားလင်ရှိနီးနဲ့ပဲပွားပွားလင်မဲ့နီးနဲ့ပွားပွားမျိုးပွားချင်းရှိရင်တော့တရှိလို့တမလို့ရပါတယ်။ရောမျိုးပွားချင်းကိုတရှိလက္ခဏာခုနေနဲ့ထည့်ထားဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ cellular organization ကို cell တွေနဲ့တိစောက်ထားတာမျိုးဖြစ်ရမယ်။တရှိတိုင်းဒီ cell နဲ့တိစောက်ထားပါတယ်အဲ့ဒီနေရာမှာ cell တစ်လုံးနဲ့တိစောက်ထားတဲ့တက်ရှိရှိတယ်လို့ cell အများကြီးနဲ့တိစောက်ထားတဲ့တက်ရှိလည်းရှိပါတယ် cell တစ်လုံးနဲ့တိစောက်ထားတဲ့တက်ရှိကိုကျွန်တော်တို့က unicellular organism လို့ပြောပါတယ်ဥပမာ bacteria တွေပေါ့အဲဆိုဒါလည်းတက်ရှိပဲလို့ပြောလို့ရတယ်နောက်ဆုံး cell အများကြီးနဲ့တိစောက်ထားတဲ့တက်ရှိကိုကျွန်တော်တို့က multicellular organism လို့ကျွန်တော်ပြောပါတယ်ဥပမာကျွန်တော်လူတွေပေါ့ဒီတော့အဆက်လုံးပဲဖြစ်ဖြစ်ဆယ်များကြီးနဲ့ဖြစ်ဖြစ် တရှိမှန်ရင် cell နဲ့တိဆောက်ထားမယ်။ရှင်းအောင်ပြောရမယ်ဆိုရင်စိတ်ညာတဲ့တော်မှာဆိုရင် cell ဒီပေါင်းစုထိုင်း cell ဆူရေးဖြစ်တဲ့ tissue ဖြစ်လာမယ်။ tissue တွေပေါင်းစုဖြစ်လာရင် organ တွေအင်္ဂါဖြစ်လာမယ်။အဲ organ တွေပေါင်းစုပြီးဖြစ်လာရင်တော့ပေါင်းစုလာထိုင်းရင်တော့ organ system ဆိုရဲစနေပေါ့ဖြစ်လာမယ်။အဲ့တော့ကုဒီ system တွေတွေအကုန်လုံးဖွဲ့စည်းထားရင် တက်ရှိတကောင်ဆိုရဲ organism ဖြစ်လာတာမျိုးပေါ့ဒါမာတီဆယ်လူလာမှာတွေ့ရမယ်အဖွဲ့စည်းပုံတွေပေါ့ညောအစက်ဆက်တစ်ခုလေးနဲ့ရှင်တဲ့တော့ဖြစ်တဲ့ unicellular organism ကတော့သူ့မှာအဖွဲ့စည်းတော့အဲ့လိုမျိုးမရှိဘူးပေါ့နော်သူတော့အချုပ်ပြီးပြောရမယ်ဆိုရင်တက်ရှိမှန်ရင် cell နဲ့ဒီဆောက်တာပြရမယ်နောက်ဆုံးတစ်ချက်ကကြတော့ evolution ဆိုရဲစင်ကေပြောင်းလဲခြင်းဖြစ်စဉ်ပေါ့ဒါကလည်းအသက်ရှင်တာဖို့အတွက်မဖြစ်မနေ လိုအပ်တဲ့ဝိသေသလက္ခဏာတစ်ခုဖြစ်ပါတယ်။အဲဒါဆိုအစဉ်ကဲပြောင်းလဲခြင်းဖြစ်စဉ်ဆိုတာကပြင်ပပတ်ဝန်းကျင်မှာပြောင်းပြောင်းလဲမှုတစ်ခုဖြစ်သွားရင် ပြောင်းလဲထားတဲ့ပတ်ဝန်းကျင်မှာတရှိတကောင်ရှင်တန်ဖို့အတွက်ပတ်ဝန်းကျင်နောက်လိုက်ထိုက်ပြောင်းလဲတာမျိုးကိုကျွန်တော်တို့ကအစဉ်ကဲပြောင်းလဲခြင်းဖြစ်စဉ်လို့ခေါ်ပါတယ်။ဥပမာအာရေရှားတဲ့ရက်မှာပေါက်တဲ့အပင်ဟာရေရှားပါမှုနောက်လိုက်လျောညှိထွေနေနိုင်အောင်ဝင်လည်းရှားပါတာကို အရာတိတာမှာရှင်းနိုင်အောင်ဆိုရင်သူကအမြင့်ရှိရှိရှိရပါဒါမှလည်းအလိုအပ်တဲ့ရည်ပမာဏသူတို့လောက်ဆုပ်ယူနိုင်မှာပေါ့ဒါဟာအဲတဖြည်းဖြည်းပြောင်းလဲတဲ့ဖြစ်စဉ်ပါပဲအမြင့်တူရာနေအမြင့်ရှိရှိရှိရာမျိုးပေါ့နော်အာဒါ evolution ဖြစ်စဉ်တစ်မျိုးပဲပေါ့ bacteria ဆိုရင်လည်းပိုတက်ဆီတွေခုခံနိုင်စွမ်းရှိအောင်ဆိုရင်သူ့ရဲ့ဂျီးနေကိုပြောင်းလဲပြီးတော့မှပိုတက်ဆီတွေကိုခုခံတာမျိုးလဲ evolution တမျိုးပါပဲ။တက်ရှိမှန်ရင်တော့ evolution ဆိုရင်ဖြစ်စဉ်ရှိကိုရှိပါလား။ဒါကြောင့်လည်း evolution ဆိုရင်စင်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကိုကျွန်တော်တို့တက်ရှိရဲ့လက္ခဏာတွေကိုအနေနဲ့ထည့်ထားခြင်းဖြစ်ပါတယ်။ပြန်ပြီးတော့မှအချို့အခုပြောရမယ်ဆိုရင်တက်ရှိလက်ဝိသေသလက္ခဏာခုနှစ်ခုရှိပါတယ်။အဲ့ဒါတွေကတော့ metabolism, homeostasis, growth, cellular organization, reproduction, response to stimuli and evolution ဆိုပြီးရှိပါတယ်ခုနကကျွန်တော်ပြောခဲ့တယ်လို့ပဲအခုကျွန်တော်ပြောတဲ့ဒီတရှိရဲ့ဝိဒတာခုနှစ်ချက်ဒီလုံးဝပြည့်ပြည့်စုံနဲ့တရှိရဲ့လက္ခဏာတော့မဟုတ်ပါဘူးအငင်းပေါက်ပွဲရည်အများကြီးရှိရဲ့ညရှင်တွေတီးတီးကသူတို့ရှူတောင်းလိုက်သူတို့တရှိရဲ့ဝိဒတာလက္ခဏာကိုမျိုးတက်မှတ်တာမျိုးတွေရှိပါတယ်ပေါ့နော်ဥပမာဒီပုံထဲမှာအာဒီပုံကလာဖြစ်တဲ့မျိုးရဲ့ပုံဖြစ်ပါတယ်ဒီလားဒီ မီးနဲ့ donkey ဖြစ်တဲ့မီးနဲ့ horse ဖြစ်တဲ့မြင်းတို့စပ်ပြီးဖြစ်ပေါ်လာတဲ့အကောင်တောင်ဖြစ်တယ်ဒီဖြစ်ပေါ်လာတဲ့ဒီကောင်ဒီအထပ်ပြီးတော့မှမျိုးပွားနိုင်စွာမရှိတော့ပါဘူးမျိုးဆက်မပွားနိုင်တော့ဘူးပေါ့နော်နောက်ထပ်မျိုးဆက်တဲ့တခုမဖန်တီးနိုင်ဘူးပေါ့တော့ခုနကကျွန်တော်ပြောခဲ့တဲ့အသက်ရှင်လက္ခဏာခုနှစ်ချက်ထဲမှာမျိုးပွားနိုင်စွာရှိခြင်းဆိုတာပါမှာဟုတ်အစီတော့ဒီလားဒီတရှိမဟုတ်တော့ဘူးလားဆိုတာမျိုးတွေဖြစ်လာတာပေါ့ နောက်တစ်ခုဒီပုံထဲက virus ဖြင့် cell တွေနဲ့လှုပ်ထလာမှာမဟုတ်ဘဲနဲ့အသားဓာတ်တွေနဲ့မျိုးပစ္စည်းပစ္စည်းနဲ့ပဲဖွဲ့စည်းထားတဲ့အရာတစ်ခုပေါ့နော် virus ဆိုတာဒီတော့ဒါကြောင့်လေ virus ကိုတက်ရှိဆိုရဲအဲအုပ်စုထဲမှာအထည်ထားပဲနဲ့ virus ကိုအုပ်စုတစ်ခုတည်တတ်နေတဲ့ထည့်ပြောင်းကြတာမျိုးတွေရှိလာတာပေါ့နော်အဘလို့ပဲအညင်းပွားခွာရာ ဖြစ်နေပါစေခုနကျွန်တော်ပြောခဲ့တဲ့တက်ရှိရဲ့ဝိသေသလက္ခဏာနဲ့ချက်ဒီတက်ရှိတိုင်းလုံးလို့အိုင်ဆိုင်နဲ့ ခဏအဝိဇ္ဇာလက္ခဏာတွေဖြစ်ပြီးတော့မှတမဲ့ဒီမှာမရှိတဲ့လက္ခဏာတွေဖြစ်ပါတယ်။ပုံပြတိကြအောင်ပြောမယ်ဆိုရင်ခုပြောတဲ့လက္ခဏာခုနှစ်ချက်မှာပေါ့နော်။တက်ရှိမှန်ရင်ဒီလက္ခဏာခုနှစ်ချက်လုံးရှိပါတယ်။တမဲ့မှာဆိုရင်တော့ဒီလက္ခဏာတွေကအချို့တော့ရှိကောင်းရှိနိုင်ပေပေါ့နော်။တို့တော့ဒီခုနှစ်ချက်လုံးရှိနေတာမျိုးမဟုတ်ဘူး။ဒီတော့အာဒီခုနှစ်ချက်လုံးနဲ့ပြည့်စုံရင်တော့တက်ရှိလို့ပြောလို့ရပါတယ်။ သူ့တော်အငင်းပွားပွဲရာတော့ရှိနေတော့ပဲပေါ့ဒါပေမဲ့ခြေခံအားဖြင့်ဒီလက္ခဏာကုန်းတဲ့ချက်ကြည်ချင်းအတိချင်းအားဖြင့်ဇီဝပိသားမှာတက်ရှိဖို့လို့တိတ်ပဲဖွင့်တယ်ဆိုတော့ခြေခံအားဖြင့်နားလေသဘောပေါက်သွားပြီဖြစ်ပါတယ်။ယောကြည့်ရှုသူတွေကရောတက်ရှိလက္ခဏာကိုဒီခုနှစ်ချက်အပြင်နောက်ထပ်ဘာတွေများထည့်ပြီးတော့မှပြည့်စွက်ချင်ပါတယ်လေ comment မှာရေးထားလို့ရပါတယ်ခင်ဗျ။ ခုကျွန်တော်ပြောခဲ့တာကတော့ဇီဝပိဒါမှာတက်ရှိကိုဘယ်လိုသိပ်ပင်ဖွင့်ဆိုတယ်လဲဆိုတာကိုအခြေခံအပြည့်ပြောခဲ့တာဖြစ်ပါတယ်ဒီလိုဇီဝပိဒါဆိုင်ရာအာအကြောင်းအရာတွေကိုစက်ပြီးလည်လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ knowledge power house ကို like and follow လုပ်ထားပြီးပါခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြမယ်ခင်ဗျာဘိုင်ဘိုင်